မင်္ဂလာပါရှင်ရလတ်တဲ့ renew agency သတင်းဌာနကနေကြိုဆိုပါရစေ2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ရည်စကြိုမြို့နယ်မှာစစ်ကောင်မရှင်တပ်စစ်ကားတွေတိုက်ခိုက်ခဲ့ရပြီးတေဆုံမှုတွေရှိတယ်ဆိုတဲ့သတင်းကရင်နယ်ကြားစောင့်တပ်ဟာကြားဖြတ်တွေကိုနမည်ကြီးနေရာတွေမဟုတ်တဲ့တခြားနေရာတွေမှာလဲပတ်ဖို့လှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့ထာကတ်မှာ အတူရရွေးကောက်ပွဲဆက်ကြည့်ဆန္ဒပြခဲ့ကြတယ်ဆိုတဲ့တင်ရွှေပေါက်ကအုတ်ချုပ်ရည်မှုယုံတိုက်ခိုက်ခံရတယ်ဆိုတဲ့တင်နဲ့ CDN ចောင်းဆရာမတူလေးချောင်းတိုက်ခိုက်ခံရမှုအတွင်မှာတည်ဆုံးခဲ့ရတဲ့တင်အပါဝင်တခြားစိတ်ဝင်စားစရာတင်တွေကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ကျမကတော့ဇာကြည့်စိတ်ပါ တင်ဆက်ပေးချင်တာကတော့ကြောက်လေကစစ်တပ်ကိနဲ့ပန်းတိုင်းချုံစစ်တပ်ကိကြမှာစစ်ကားနှစီးကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်မရှင်တပ်သားတွေတေဆုံးမှုရှိတယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။မကွေတိုင်းရေစကြိုမြို့နယ်ကြောက်လေကကိနဲ့ပန်းတိုင်းချုံစစ်တပ်ကိကြမှာစစ်ကောင်မရှင်တပ်စစ်ကားနှစီးကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား၁၈ဦးတေဆုံးခဲ့တယ်လို့စောက်တန်ဝါရဲဆို PDF တပ်ဖွဲ့ကမနေ့ကထုတ်ပြန်ထားတာပဲဖြစ်ပါရဲ့။ ရေစကြိုခလာရ256 290 298ကတွေပခုတ်ကူမျိုးဘက်ကို AR 120ပါစစ်ကြောင်းခြေချင်းနဝင်ဘာလ15ရက်နေ့ မနက်9:00နာရီကထွက်လာပြီးတော့အဲ့ဒီနေ့ညမှာပကန်းကြီးမြို့မှာညအိတ်ခဲပါတယ်အဲ့ဒါပြီးနောက်နဝင်ဘာလ16ရက်နေ့မနက်9:00နာရီမှာတော့ပခုတ်ကူဘက်ကိုဆက်ထွက်လာရမှာညနေ4:00နာရီမှာကြောက်လီကအထိုင်စခန်းကိုရောက်ရှိခဲ့တာဖြစ်ပါတယ်အဲ့ဒီကနေပြည်သူတွေရဲ့ကားတွေကိုချောဆွဲတာ နဝင်ဘာလ16ရက်နေ့ကကြောင်လေကခွေးကိတ်ကပန်းတိုင်းချုံခွေးကိတ်ကိုသွားစင်မှာ အသွားပြေ9ချိန်ကြိုပို့တယ်ဆောင်စဉ်ညနေ9နာရီအချိန်ပထမကဒုတိယကတတိယကတွေကိုလှုပ်ပေးလိုက်ပြီးစရုထမြောင်နဲ့ပြင်စမမြောင်ကိုကြားဖြတ်ပြစ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပါတယ်စရုထကားမှာကားမောင်းနဲ့ပြည်သူပါလာကြကျွန်တော်တို့ရဲဘော်တွေငေညာစွာပြစ်ခတ်မှုကြောင့် ကားပေါ်ပါတဲ့ခွေ78ကအကုန်သေးပြီးကာသမာပြည်သူအသက်ရှင်ကျန်ကပန်းတိုင်းချုံခွေကိတ်ကို အပြေမောင်းနေဝင်ရောက်သွားတယ်လို့ Southern Wire ဆို PDF ကထုတ်ပြန်ထားပါဗျ။အဲ့ဒီစစ်ကားတက်ခိုင်းမှုကိုတော့ Southern ရေစကြို Local တပ်ပေါင်းစုအဖွဲ့ဝင်တွေဖြစ်ကြတယ်။ Southern Wire ဆို PDF ရေစကြို Revolution Group YRG ဒေါင်းညီနောင် PKU PDF ပြည်သူအာမန် PDF King Cobra ဒေါင်းစစ်တီ PDF နဲ့ဒေါင်းသွေးနီ PDF တို့ကပူပေါင်းလုံးဆောင်ခဲ့တာလို့လည်းသိရပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့ကရင်နေကြာဆောင်တက်အနေနဲ့တခြားနှစ်နေရာမှာစားဖြတ်လုပ်ငန်းလေပတ်နိုင်ဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။အာနာသိန်းစစ်တလောက်ခံကရင်နေကြာဆောင်တက် BGF အနေနဲ့စားဖြတ်လုပ်ငန်းလေပတ်နိုင်ဖို့အတွက်တခြားနှစ်နေရာမှာစီစဉ်နေတဲ့အပေါ်အမျိုးသားညီညွတ်ရေးအစိုးရကစောင့်ကြည့်နေတယ်လို့ ပြည်သူလူထုနဲ့နဝင်ဘာလ16ရက်နေ့ကနိုင်ငံတကာသို့တည်င်းစကားပြောကြားခြင်းအစီအစဉ်မှာ NUG ဝင်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကပြောကြားထားတာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်တဲကကြားဖြတ်မြို့တွေကျင်းလေကျစားနေတဲ့ရွှေကုတ်ကိုမှကြားဖြတ်လုပ်ငန်းလုပ်ကင်နေတဲ့တရုတ်တွေအပါအဝင်နိုင်ငံသား346ဦးကိုစေအုပ်စုကအဖမ်းပြခဲ့တယ်လို့သတင်းထုတ်ထားပါတယ်။ အဲ့ဒီဖမ်းမိတဲ့သူတွေဟာကြားဖြတ်လုပ်ငန်းခွင်မှာပါဝင်နေတဲ့လုပ်သားတွေဖြစ်တယ်လို့လည်းသိရပါဗါတယ်။အဲ့လို BGF နဲ့အာနာသိစစ်တပ်တို့ဝင်စီးခဲ့တာကတော့နိုဝင်ဘာလ16ရက်နေ့ကဖြစ်ပြီးတော့ကွန်ပျူတာနဲ့စစ်ဆက်ပစ္စည်းတွေကိုတင်စီရမိခဲ့တယ်လို့သိရပါဗါတယ်။ကရင်ပြည်နယ်အတွင်းကကြားဖြတ်ခေါင်းဆောင်တချို့ဟာဒေတာတွေလက်နက်ကင်တွေအကိုအညီနဲ့ရန်ကုန်အပါအဝင် တခြားနေရာတွေကိုဖြန့်ပို့ထားတယ်လို့လည်းသိရပြီးတော့ ကရင်ပြည်နယ်မှာကြားဖြတ်လုပ်ငန်းတွေကိုရှင်းလင်းရေးလှုပ်ဆောင်နေတဲ့ဆိုပေမဲ့ခေါင်းဆောင်ပိုင်းတွေကိုဖန်ဆီးနိုင်ခြင်းမရှိသေးတာကိုလည်းတွေ့ရှိရပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့ဖာကန်မြို့နယ်မှာစစ်အာဏာရှင်ရွေးကောက်ပွဲစက်ကြီးလမ်းလျှောက်ဆန္ဒပြခဲ့ကြရတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။ကချင်ပြည်နယ်ဖာကန်မြို့နယ်အခြေဆိုင်မော်လဲတပိန်စစ်ကြောင်းကဦးဆောင်ပြီးဒီကနေ့နိုဝင်ဘာလ20ရက်နေ့မှာ အတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။အဲဒီဆန္ဒပြပွဲမှာတခင်ဆိုပြောခဲ့တဲ့စစ်အာဏာရှင်လုပ်တဲ့ဒီမိုကရေစီအပြောင်းလဲဆိုတာဖာကောင်းကလုပ်တဲ့ပြစ်ဒဏ်စာပပျောက်ရေးလိုပဲဖြစ်လိမ့်မယ်ဆိုတဲ့ပြီးနိုင်အပြင်သိမဲ့ဖြစ်တရားဝင်လူတက်ခွေမပေးပါနဲ့စရဲပြီးနိုင်တွေကိုကင်ဆောင်ပြီးလက်လေဆန္ဒပြခဲ့ကြတာပဲဖြစ်ပါတယ်။ဟာကန်မြို့နယ်မှာဆိုရင်အကြံဖက်အာနာသိစစ်တပ်က ရွေးကောက်ပွဲပြုလုပ်နိုင်ရည်ပြည့်စင်နေတာဖြစ်တယ်လို့ဒေတာရေးအခြေဆိုင် KIA KPDF နဲ့လည်းမကြာခဏတိုက်ပွဲတွေဖြစ်နေပါတယ်။အာနာသိန်းစစ်တပ်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေကိုမကြာခဏပြုလုပ်နေတာဖြစ်ပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့ရောက်ကလာပါမြို့နယ်ရှေပောက်ကံမြို့တေကရက်ွက်အုပ်ချုပ်ရေးမှုရုံးကိုဘုံကွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်ရှေပောက်ကံမြို့တေရက်ွက်တွင်းက ုပ်ချုပ်ရေးမှူးရုပ်တခုကိုနိုဝင်ဘာလ16ရက်နေ့ည9:50မိနစ်ခန့်ကမိုင်းနှလုံးလက်ပစ်ပုံတစ်လုံးနဲ့တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ရန်ကုန်အာမေဝိုင်းတပ်ဖွဲ့ထံကနေသိရပါတယ်ရှေပောက်ကံမြို့တစ်အတွင်းကစစ်ကောင်မရှင်တက်လောက်ခံရုပ်တချို့နဲ့ရှေပောက်ကံရဲစခန်းတို့ကို အခွင့်ရတိုင်းမျိုးပြပြောင်ကြားတက်ခွဲတွေက ပြစ်ခတ်တက်ခိုက်နေတာဖြစ်ပေမဲ့ရှေပောက်ကံအတွင်းမှာရှိတဲ့စစ်ကောင်မရှင်တက်လောက်ခံတွေကတော့ တနေ့ထက်တနေ့ပိုဆိုးလာတယ်လို့လည်းဒီသခံတွေကပြောထားပါဗျ။ရွှေပေါက်ကွယ်ရက်ကွက်အတွင်ကအုတ်ချွေရည်မှုရုံတစ်ခုကိုတိုက်ခိုက်ခဲ့တာကတော့ရန်ကုန်အာမီ YA နဲ့အနောက်ပိုင်းကရိုင်ပါကာဖာတို့ပူပေါင်းလို့ဆောင်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီရုံဟာစစ်ကော်မရှင်တပ်ဦးဆောင်ပြုလုပ်မဲ့တရားမဝင်အတုရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လုကိုင်းနေသူတွေဖြစ်ကြောင်းဒါအပြင်အတုရောင်ရွေးကောက်ပွဲပါဝင်ပတ်သက်လုဆောင်နေသူတွေကိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပါတယ်လို့လည်းပြောထားပါတယ်ရှင်။ အခုတင်ဆက်ပေးချင်တာကတော့စစ်တပ်လေးကြောင်တိုက်ခိုက်မှုအတွင်မှာ CDN ဆီယာမတူတေဆုံခဲ့ရတယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။အာနာသိန်းစစ်တပ်ရဲ့နဝင်ဘာလ18ရက်နေ့ကလေးကြောင်တိုက်ခိုက်မှုအတွင်မှာစကိုင်းတိုင်းကဏီမြို့နယ်တရက်ပင်ကျွာက CDN ကြောင်ဆီယာမတူတေဆုံခဲ့ရတယ်လို့ကဏီမြို့နယ်ပညာရေးဘုတ်အဖွဲ့ကထုတ်ပြန်ထားပါရယ်။အသက်30အရွယ် CDN ကြောင်ဆီယာမဒေါ်ရင်ရင်မြဟာနဝင်ဘာလ18ရက်နေ့ကဖြစ်ပွားခဲ့တဲ့ အကြံဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွေ့တည်ဆုံခဲ့ရတာဖြစ်ပါတယ်။ကဏီမြို့နယ်တရက်ပင်ကြီးရွာနယ်မင်းအိုရွာကြားမှာတိုက်ပွဲဖြစ်တာမရှိဘဲအကြံဖတ်စစ်တပ်ဟာနဝေမာလာ၁၈ရက်နေ့ညနေ၄နာရီခန့်အချိန်မှာဂျက်ဖိုက်တာ၂စီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် CDN ဆရာမဒေါ်ရင်ရင်မြဘုံစားထိမှန်ပြီးတည်ဆုံခဲ့ရတာဖြစ်ပါတယ်။လက်နက်အားကိုလေကြောင်းအားကိုနဲ့လူတံမိုးရိအပေါ်ရန်ကာရုတ်မာနေတဲ့အကြံဖတ်စစ်တပ်ရဲ့လုံရက်ကို ကဏီမြို့နယ်ပညာရေးဘုတ်အဖွဲ့ကပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချထားပါတယ်။အပြစ်ပဲပြည်သူတွေနဲ့ CDN ចောင်းဆရာဆရာမတွေចောင်းသားလူငယ်တွေကို မတရားဖမ်းဆီးတပ်ဖြတ်နေပြီးကြေးရွာတွေကိုအကြောင်းမဲ့လေကြောင်းတက်ခိုင်းနေတဲ့လူသက်မိရှုအကြမ်းဖက်စစ်တပ်ကိုထိထိရောက်ရောက်အရေးယူပေးဖို့ကဏီမြို့နယ်ပညာရေးဘုတ်အဖွဲ့ကတော်လိုင်းဦးဆောင်အဖွဲ့အစည်းတွေအပါအဝင်နိုင်ငံတကာအစိုးရတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကို ိုက်တွန်းတောင်းဆိုထားပါသေးတယ်။ကဏီမြို့နယ်ပညာရေးဘုတ်အဖွဲ့အနေနဲ့လည်းလူမဆန်စွာရက်စက်ရုပ်မာနေတဲ့အကြံဖက်စစ်တပ်ကို အမြင့်ဖြတ်ချေမှုရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုတိဆောက်ရေးအတွက်ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်သွားမယ်လို့လည်းပြောထားပါသေးရှင်။အခုတင်ဆက်ပေးချင်တာကတော့ရေဦးမြို့နယ်နဲ့ခင်ဦးမြို့နယ်မှာအကြံဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်စစ်ဘေးရှောင်တွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါသေးရှင်။ စကိုင်းတိုင်းခင်ဦးမြို့နယ်နဲ့ရေဦးမြို့နယ်တို့မှာအာနာသိအကြံဖက်စစ်တပ်ကနိုဝင်ဘာလ16ရက်နေ့နေ့လယ်7နာရီခန့်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်စစ်ပေးလျှောက်သုံးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ခင်ဦးမြို့နယ်တရေမှန်ပြန်ကြားရေးအဖွဲ့ထံကနေသိရပါဗျ။ရေဦးမြို့ပေါ်မှာအထိုင်းချတက်ဆွဲထားတဲ့အကြံဖက်စစ်တပ်ကစစ်ပေးလျှောက်ပြည်သူတွေနေထိုင်တဲ့မူးမြစ်အရှိပဲအင်းပက်ကျေးရွာအတွင်ကိုလက်နက်ကြီးနဲ့နှလုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသားသုံးခေါင်းခြေတလုံးနဲ့လက်မောင်းတို့မှာလက်နက်ကြီးကြီးစားထိမှန်တရားရခဲ့ပြီး စေကူတမှုခံယူနေရတယ်လို့ဆိုပါရယ်အရင်နေ့နိုဝင်ဘာလ16ရက်နေ့မနက်ပိုင်းကရေဦးမြို့နယ်ပင်စိန်ကင်းရွာကအင်အား300ခန့်ပါစစ်တဲ့စစ်ကြောင်းဟာခေဦးမြို့နယ်အနောက်မြောက်ချမ်းရှိ မုံလာကျေးရွာကို ရောက်ရှိကဒေပပတ်လဲရှိ စေဘေးဆောင်ပြည်သူတွေရှိရာနေရာတွေကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ခဲ့တာကြောင့်ဒေသနေပြည်သူတွေမှာ ထပ်မံထွက်ပြေးခဲ့ကြရပါတယ်။အဲ့ဒီဒေသခံပြည်သူတွေဟာစစ်ဘေးရှောင်ထွက်ပြေးနေရတာဟာစေရလောက်ရှိနေပြီပဲဖြစ်ပါတယ်။အာနာသိစစ်ကော်မရှင်တပ်စစ်ကြောင်းကြောင့်ရေဦးမြို့နယ်နဲ့ခေဦးမြို့နယ်အဆက်ကကြောက်တိုင်းရွာ၊ကြည်စုရွာ၊ကမ်းပလူမြို့နယ်အတွင်းကဝက်တိုးရွာ၊အိုင်ပေါင်းချောင်းရွာ၊ရင်းတိုက်ရွာ၊ခေဦးမြို့နယ်အတွင်းရှိငယုံကြီးရွာ၊ရှာရောရွာ၊မုံလာရွာ၊တာဝိထီရွာမင်းကြရွာတရက်ကုန်းရွာ ကျောတော်ကြီးရွာနဲ့ကျောတော်လေးဥယင်ရွာအပြင်မကြီးအုပ်ရွာရာတော်ရွာမြင်းတောင်ရွာတရက်ပင်စုရွာအင်းတိုင်းလေးတောင်ရွာအင်းတိုင်းလေးမြောက်ရွာနဲ့တက်တာပရောင်ကာစိတ်ရွာတို့ကပြည်သူတွေမှလည်းခက်ပြေးတိရှောင်နေကြရတာဖြစ်ပါတယ်။ဇဂိုင်းတိုင်းခင်ဦးရေဦးကမ်းဘလူးမျိုးနဲ့အတွင် အကြံဖက်စစ်တပ်ရဲ့စစ်ကြောင်းထိုးမှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်စစ်ဘေးရှောင်ပြည်သူတွေဟာရက်ရှည်လာတာနဲ့အမျှ နေစရာစားစရာ အခက်အခဲတွေအပြင်စောင်းဝင်လာတဲ့အတွေ့တက်ကြီးရွယ်အိုတွေကိုဝင်ဆောင်မိခင်တွေကလေးငယ်တွေမှာလည်းကြားမရမကောင်းသူတွေရှိနေတဲ့အတွေ့မိဘပြည်သူတွေအနေနဲ့အချင်းချင်းစောင့်ရှောက်ကူညီပေးကြဖို့နဲ့ပြည်ရင်းပြည်ပါမှာရှိတဲ့မိဘပြည်သူတွေအနေနဲ့လည်းဘိုင်းဝဲကူညီစောင့်ရှောက်ပေးကြပါလို့ခေဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတိုက်တွန်းထားပါတယ်ရှင်အခုတင်ဆက်ပေးချင်တာကတော့ကလေးတိုင်းဟာ ဘေးကိလုံခြုံမှုနဲ့ထိုက်တန်သလိုပညာရေးရရှိဖို့လည်းထိုက်တန်ပါတယ်လို့ EU နဲ့ Britain ကပြောထားတဲ့သတင်းဖြစ်ပါရဲ့ရှင်။ကလေးတိုင်းဟာဘေးကိလုံခြုံမှုနဲ့ထိုက်တန်သလိုပညာရေးရရှိဖို့လည်းထိုက်တန်ပါတယ်လို့ EU နဲ့ Britain တို့ကဒီကနေ့နိုဝင်ဘာလ20ရက်နေ့မှာကြာရောက်တဲ့ကမ္ဘာကလေးများနေ့မှာပြောကြားထားတာဖြစ်ပါတယ်။ဒီနေ့ဟာကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူညီချက်စာချုပ်ရဲ့36နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်တဲ့အတွက် ကလေးသူငယ်အခွေရေးစာရသဘောတူညီချက်စာချုပ်ဟာကလေးတိုင်းဂုံသိက္ခာရှိစွာပညာသိယူနိုင်ရေးကြီးပြင်းလာစေရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအာမခံချက်ပေးတဲ့ကမ္ဘာလုံးဆိုင်ရာဂတိကဝေတစ်ခုလည်းဖြစ်ပါတယ်လို့ EU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကဘာကလေးများနေမှာကလေးသူငယ်တွေရဲ့အတန်ကိုဂုံပြုတ်ဖို့နဲ့ကလေးသူငယ်အခွေအရွေကိုညှင့်တင်ပြီးကာကွယ်စောင့်ရှောက်ပေးဖို့ဆိုတဲ့ဂတိကဝတ်တွေကိုထထောင်းအတည်ပြုဖို့အတွက်ဥရောပသမဂ္ဂအနေနဲ့ My Day My Right ဆိုတဲ့ကျွန်ုပ်တို့နဲ့ကျွန်ုပ်တို့အခွေအရေးလှုပ်ရှားမှုမှာဂုံယူစွာပါဝင်လိုက်တဲ့အကြောင်းလေးပြောထားပါဗျ။မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်ကစာတင်ကျောင်းနေတဲ့ကလေးသူငယ်တွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုအများအပြားပြုလုပ်ခဲ့တာကိုလည်း EU အပါအဝင်တကဘာလုံးတည်နေတဲ့အခြေအနေ ဖြစ်ပါတယ်။အိုရောပသမကနဲ့ယူနီဆက်တို့ဟာဖင်လန်နိုင်ငံနဲ့ DFAT တို့ရဲ့ပံ့ပိုးမှုနဲ့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့ကလေးငယ်၄သိန်းခွဲအတွက်သူတို့ရဲ့ကြီးထွားဖွံ့ဖြိုးမှုစားမပျော်ရွှင်မှုနဲ့စံဤတွေကို အပြေအဝရစေဖို့ပြိုးထောင်ပေးထားပြီးဘေးကင်းလုံခြုံဖို့နဲ့အထောက်ပံ့ပေးနိုင်တဲ့ပဝင်းကျင်တွေမှာပညာရေးနဲ့တည်ယူမှုအခွင့်အလမ်းတွေရရှိနိုင်ဖို့ဆောင်ရွက်ပေးနေတယ်လို့လည်းပြောထားပါဗျာ။ ရန်ကုန်မြို့တော်မှာရှိတဲ့ဗီတိန်တန်ယုံအနေနဲ့ကမ္ဘာကလေးများနေမှာမိဖက်အဖွဲ့အစည်းဖြစ်တဲ့ UNICEF နဲ့မြန်မာနိုင်ငံအနှံ့ရှိကလေးတွေနဲ့အတူရည်တည်နေတဲ့အကြောင်းလုံခြုံပြီးကျန်းမာတဲ့ဘဝဟာကလေးတိုင်းရဲ့ရပိုင်ခွင့်ဖြစ်ပါတယ်။ကလေးငယ်တိုင်းပညာရေးအခွင့်အလမ်းကျန်းမာရေးအဆောက်အအုံအာဟာရနဲ့အကာအကွယ်တွေရပြီးကျန်းမာတဲ့ပတ်ဝန်းကျင်မှာရှင်သန်နေထိုင်နိုင် ကိုကြီးထောက်ပံ့မှုခတိကဝိပြုထားတယ်လို့ရန်ကုန်မြို့တော်မှာရှိတဲ့ဗီဒီယိုတယုံကထုတ်ပြန်ထားပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့မြိုင်နယ်အနောက်ပိုင်းကိုအကြမ်းဖက်စစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရတား6ဦးထက်မနည်းသေဆုံးပြီး20ကျော်ဒဏ်ရာရရှိထားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။မကွေတိုင်းမြိုင်နယ်အနောက်ချမ်းကိုအကြမ်းဖက်စစ်တပ်ကနိုဝင်ဘာလ19ရက်နေ့ညတကောင်အချိန်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် အရဲသား6ဦးထဲမှနေတေဆုံးပြီး20ကျော်ဒဏ်ရာရထားတယ်လို့အညာမြေတပ်ပေါင်းစုက ပြောထားပါဗျ။အကြံဖက်စစ်တပ်ဟာရည်ရွယ်ချက်ရှိရှိနဲ့အများသူကအိမ်မောကြနေချင်းကြေးရွာပေါ်တစ်တက်ကိုဘုံကျဲချခဲ့တာကြောင့်နေအများပြပျက်စီးခဲ့ရပြီးအရဲသားပြည်သူ6ဦးထဲမှနေတေဆုံးခဲ့တယ်လို့20ဦးထက်မနေထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ဆိုပါရယ်မကွေတိုင်းအတွင်းကပဖို့ကူနယ်ကနေတရှောင်းလို့မြိုင်မြို့နယ်နဲ့ပေါင်းမြို့နယ်ကို အကြံဖက်စစ်ကောမရှင်တက်ကမြေပြင်စစ်ကြောင်းထိုးနေတဲ့အတွက်လေဒေသခံပြည်သူထားမောင်းများစွာတိမ်းရှောင်နေကြရတဲ့အဖြစ်ပြည်သူတွေရဲ့နေအိမ်များစွာလည်းဆုံးရှုံးနေရတာဖြစ်ပါတယ်။အဲလိုစစ်ကောမရှင်တက်ကစစ်ကြောင်းထိုးနေတဲ့အတွက်ကလေးငယ်တွေဟာလည်းပညာသင်ကြားခွင့်နဲ့လုံခြုံစွာနေထိုင်ခွင့်ကိုဆုံးရှုံးနေရတဲ့အပြင်အရက်သားပြည်သူတွေကိုလည်း ဖက်စီတက်ဖြက်တာပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတာရွာတွေထဲမှာနေမိုက်နေထောင်ခဲ့တာကြောင့်မိုင်းနေမိလို့ထိခိုက်သေးဆုံးတာစေဘေးရှောင်ရင်ဖျားနာတာကြောင့်တေဆုံးတာတွေနဲ့ရင်ဆိုင်နေရတယ်လို့လေချောင်းကနေဘုံကျဲခံရတဲ့အန်ဒီအေနဲ့ပါဒေသနေပြည်သူတွေရင်ဆိုင်နေရတာပဲဖြစ်တယ်လို့အညာမြေတပ်ပေါင်းစုကအသိပေးထားပါတယ်ရှင်အခုတင်ဆက်ပေးချင်တာကတော့ခံကောမြို့နယ်မှာလည်း စ်ကောင်မရှင်တက်ကလေကြောင်တိုက်ခိုက်ခဲ့တာတွေလုပ်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။မကွေတိုင်းကံကောမြို့နယ်မြောက်ပိုင်းတောင်ခင်းရံကြီးွာကိုအကြံဖက်စစ်တပ်ကနိုဝင်ဘာလ18ရက်နေ့ည9:00နာရီကျော်ကလေကြောင်နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူတို့ထေဆုံးပြီးခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရော်အလင်းတန်းကအတည်ပြုထားပါတယ်။စစ်ကောင်မရှင်တက်ကနေနိုဝင်ဘာလ18ရက်နေ့ည9:46မိနစ်မှာတစ်ကြိမ်9:54မိနစ်မှာတစ်ကြိမ် ပြန်ကောမြို့နယ်မြောက်ပိုင်းရှိတောင်ခင်ရံကြီးွာကိုအကြံဖက်စစ်တပ်ကဂျက်ဖိုက်တာနဲ့ပုံသီးနှလုံးကြေချာတကိုက်ခေရာပြည်သူအမျိုးသားတို့တေဆုံပြီးအမျိုးသား၅ဦးနဲ့အမျိုးသမီး၂ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်သုံးလုံးထပ်မံပျက်စီးခဲ့ရပါတယ်။အခုရက်ပိုင်းအတွင်းကံကောမြို့နယ်မြောက်ပိုင်းနဲ့ကလေးမြို့နယ်တောင်ပိုင်းရှိကြေးရွာတွေကိုအကြံဖက်စစ်တပ်ကပြစ်မှတ်ထားပြီးတော့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပါတယ်။ နောက်ထပ်ဆေးရဲ့အတွင်မှာလည်းလေကြောင်းတက်ခိုက်မှုတွေဆက်လုပ်မယ်လို့ကြားထားရတဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့လေကြောင်းရဲ့အထူးတည်ထားနေထိုင်ကြဖို့ကိုလည်းရော်အလင်းတန်းကအတိပေးတိုက်တွန်းထားပါရဲ့ရှင်။လော်လတ်တဲ့ Renew Agency သတင်းဌာနကနေထူးခြားသတင်းတွေနဲ့ပြည်သူတွေတည်တည်တိထိုက်တဲ့စောင်းပါတွေဝေဖန်တုံသက်ချက်တွေကိုလည်းနောက်ရက်တွေမှာဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ကြည့်ရှုနာဆင်ပေးကြတဲ့ပရိသတ်များအားလုံးနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးစစ်ပေးမှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့လည်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။